2025ဆောင်းတွင်းအောင်ဆိုလို့ရှိရင်အန်ဆိုဆိုတဲ့ဂျားကာလယာစီတူပါနေပေါ်လာနီယာဘက်ကိုတစားစားဘူပြောင်းနေတဲ့အတွက်ကြောင့်မလို့ကမ္ဘာနိုင်ငံအသီးသီးမှာဆောင်းရာသီမှာ မိုးရီတီးထန်သွားရွာသွန်းစီးနင်းနေပုံကြမုန်တိုင်းတွေဖြစ်လာနိုင်တဲ့အနေအထားအတွက်ကြောင့်မလို့25ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့တိုင်းရဲ့ပြည်နယ်အနှံ့အပြားမှာနေရာစိစိမှာနေရာကွက်ကြမိုးရွာနိုင်ပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လက်ရှိရာသီဥတုနဲ့ပတ်သက်ပြီးအားလုံးစိတ်ဝင်စားစောင့်ကြည့်နေကြရတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ဆောင်းဦးမုံတိုင်းရဲ့အခြေအနေနဲ့မြန်မာနိုင်ငံအပေါ်တက်ရောက်မှုတွေကိုမိုးစလဘလော့ကဦးထေးတင်ရဲ့တုံးသက်ချက်တွေအတိုင်းကျွန်တော်ပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ဦးထေတရဲ့သုံးသက်ချက်အရလက်ရှိမှာကျွန်တော်တို့သတိထားစရာမုံတိုင်းခြေနေနှစ်ခုရှိနေပါတယ်။ပထမတစ်ခုကတော့တောင်တရုတ်ပင်လယ်ပြင်ကနေ BNN ကိုဥတီနေတဲ့မုံတိုင်းဖြစ်ပြီးဒီမုံတိုင်းဟာမြန်မာပြည်ကိုတိုက်ရိုက်မဝင်ပေမဲ့မုတ်တုံတွေကိုဆွဲအားကောင်းစေနိုင်တဲ့အတွက်အနောက်ဘက်ဒေသတွေမှာမိုးပေါ်နိုင်တယ်လို့ဆိုပါတယ်။ ဒုတိယတစ်ခုပို့ပြီးအာယုံဆိုင်ရမှာကတော့ဘင်္ဂလားပြည်နယ်အုံမှာဖြစ်ပေါ်လာနိုင်တဲ့ဆောင်းဦးမုန်တိုင်းအခြေအနေပဲဖြစ်ပါတယ်စက်တင်ဘာအောက်တိုဘာလိုဆောင်းဦးဝင်ကာလတွေဟာမုန်တိုင်းရာသီဖြစ်လို့ပြည်နယ်အုံမှာမုန်တိုင်းဖြစ်လာဖို့အလားအလာရှိနေတယ်လို့ဦးထေတင်ကသုံးသပ်ထားပါတယ်2025ခုနှစ်အောက်တိုဘာလ27ရက်နေ့ညနေ6နာရီဂျိုတို့ကတိုင်းတာရရှိချက်တင်နဲ့မြန်မာနိုင်ငံမိုးလေဝသအခြေအနေမျိုးဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနှစ်2025ဆောင်းရွက်ရဆိုလို့ရှိရင် ENSO ဆိုတဲ့ ဂျာကာလာရာဒီတို့ကနေပေါ့လာနီယာဘက်ကိုတစသကူပြောင်းနေတဲ့တကြောင်မလို့ကမ္ဘာနိုင်ငံအသီးသီးမှာဆောင်းရာဒီမှာမိုးတွေတီးထန်သွားရွာသွုံးရှင်းနေနေပုံကြမုန်တိုင်းတွေဖြစ်လာနိုင်တဲ့အနေအထားတစ်ကြောင်မလို့အသီးသီးသတိပေးလျက်ရှိပါတယ်တို့တို့ဒီ Pacific Data Pacific သမုဒ္ဒရာပြောင်းလဲမှုကြောင်မလို့တိုက်ခတ်လာတဲ့လေးစီးကြောင်ကြောင်မလို့မြန်မာနိုင်ငံကိုလည်းဆက်လက်တက်ရောက်မှာဖြစ်ပါတယ်ဘလို့လဲကျွန်တော်တို့ဒီကနေ့လေးစီးကြောင်အခြေအနေတွေကိုကျွန်တော်တို့စတင်လေ့လာမယ်ဆိုရင်တော့တောင်တရုတ်ပြည်မှာဖြစ်နေတဲ့မုန်တိုင်းဟာ မနေ့ကလောက်ဆိုလို့ရှိရင်တော့ဗီယက်နမ်ကမ်းခြေကိုဝင်ရောက်သွားနိုင်တဲ့နေသားရှိပါတယ်။အဲဒီကပို့ဆောင်လိုက်တဲ့တိမ်ခွေတွေကြောင့်မလို့ဗမာပြည်အရှိတ်အချမ်းမှာဆိုရင်ဒီနေများလူတက်စွာကြခြင်းမိုးအနေငယ်ရွာသွန်းခြင်းများမြန်မာပြည်အနှံ့အပြားမှာဖြစ်ပေါ်နေပါတယ်။ဒီနေ့အပြင်ဆိုရင်ဆောင်းတွင်ကောက်ပဲတိနံအတွက်လုံလောက်တဲ့ရေသားရှိတယ်လို့ပဲဒင်္ဂလာပင်လယ်ထဲမှာဆိုရင်လေဒီဇိုင်းဝေးတစ်ခုစတင်ဖြစ်နေတာတွေ့ရပါတယ်။ နောက်ထပ်24နာရီအနေထားကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဇိုင်းဝဲဟာပုံမိုပြီးတော့အားကောင်းလာမယ်ဒီဇိုင်းဝဲအသေးလေးတွေအများကြီးဖြစ်လာတာတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲတောင်တရုတ်ပြည်နယ်ကမုံတိုင်းဟာပြည်နယ်ကမ်းခြေကိုမနေ့ပြည်ညနေ10နာရီလောက်မှာစတင်ရောက်ရှိနိုင်တဲ့အနေထားရှိပါတယ်23ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဘင်္ဂလားပြည်နယ်တွေကကွဲနေတဲ့ဒီဇိုင်းဝဲတွေဟာကပ်ပလီတင်လေကနေပြီးတော့တရှင်ကိုကိုရုပ်တောင်ဘက်မှာဘ ਹੁ ပြုတ်ပြီးတော့မှာ မုံတိုင်းအဆင့်ဂရေတဲနိုင်တာကိုကျွန်တော်တို့ခံမှန်းသိရှိရပါတယ်။ဒါကတော့လေတိုက်ခတ်မှုပုံစံ ပုံညွှန်းထားတယ်။ဘင်္ဂလားပင်လယ်က24ရက်နေ့အနေထားဖြစ်ပါတယ်။25ရက်နေ့ရောက်တဲ့အခါမှာဘင်္ဂလားပင်လယ်အလဲတော်မဟုတ်ပြုတ်လို့မှမုံတိုင်းအသွင်စတင်ကူးပြောင်းနိုင်တဲ့အနေထားရှိပါတယ်။26ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကမုံတိုင်းဟာအလွန်အလွန်အားကောင်းလာရင်းနဲ့အိန္ဒိယဘက်ကိုတရွေ့ရွေ့ရွှေ့ရှားသွားနိုင်တဲ့အခြေအနေရှိပါတယ်။ နဆက်ကွန်ရီနဲ့ရောက်တဲ့အခါမှာတော့မုံတိုင်းဟာအလုံးအလုံးပဲတင်အားကောင်းလာပြီးတော့တနာကြီးကိုကီလိုမီတာ100ကျော်တချို့နေရာတွေမှာမိုင်း100ဝန်းကျင်ထိရောက်ရှိနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မမအကန်ယူလာတင်နေတဲ့ဗမာပြည်အတွင်းမှာသတိထားပြီးတော့မိုးလေဝသသတင်းများကိုနားထောင်မှုလိုအပ်ပါတယ်။28နှစ်ရောက်တဲ့အခါမှာဘင်္ဂလားပင်လယ်ကမုံတိုင်းဟာဆိုရင်အိန္ဒိယကမ်းခြေနီးကိုရောက်ပြီးတော့သူကနေပြီးတော့ပို့လိုက်တဲ့လေဆိုင်ဝဲတွေဟာဗမာပြည်အောက်ဖက်ချမ်းထိကို ရေငွေ့ရောက်ရှိပြီးတော့ဘိုးထိထန်လွာရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတဘာဝဘေးအန္တရာယ်ဖြစ်တဲ့အကြောင်းမလို့ဆက်လက်ပြီးတော့ update ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ဒီကနေ့ညနေရေငွေ့တိုင်းတာချက်တွေကတောင်တရုတ်ပြည်နယ်ကပို့လိုက်တဲ့ရေငွေ့တွေကဗမာပြည်အထက်ပိုင်းကိုအိမ်အနည်းရေငွေ့ဖြစ်နေစတင်ဝင်ရောက်လာပြီးတော့မြန်မာပြည်အနှံ့အပြားမှာစီးနင်းမှုအဖြစ်ရွာကျနိုင်တဲ့အနေအထားရှိပါတယ်24ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်အနှံ့အပြားမှာဆိုလို့ရှိရင်တော့အိမ်အနည်းအနေနဲ့ တိတ်အမြင့်နေရောပြီးတော့စီးနင်းများထူထပ်စွာစတင်ကြဆင်းနိုင်တယ်လို့ပဲတချို့နေရာတွေမှာရေခဲမှုရွာနိုင်တဲ့အခြေအနေရှိတယ်လို့ပဲလေတိုက်ခတ်မှုလည်းဖြစ်လာနိုင်ပါတယ်ကျွန်တော်ဒီကနေ့၂၁ရက်နေ့မှာဗမာပြည်အောက်ပိုင်းဗနာပြည်အလဲပိုင်းချင်းတောင်နားနဲ့ရခိုင်ပြည်နယ်အစမ်းပြည်နယ်တွေဆက်ဆက်ဒေသတွေမှာမိုးနှင်းငယ်ရွာသွန်းသွားတာကိုကျွန်တော်တို့တိုက်တာရရှိပါတယ်၂၂ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ရှမ်းပြည်နယ်တစ်ခုလုံးမန္တလေးတိုင်းအောက်ပိုင်း မကွေးတိုင်းချင်းတောင်တိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းတချို့နေရာတွေမှာမောတော်တော်များများရွာနိုင်တဲ့အနေအထားရှိပါတယ်။23ရက်နေ့မှာဆိုလို့ရှိရင်တော့ချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရခိုင်ပြည်နယ်အမြောက်ဘက်မှာလည်းနေရာကွက်မိုးကြီးနိုင်ပါတယ်။ထို့အတူမန္တလေးတိုင်းသကိုင်းတိုင်းမန္တလေးတိုင်းအောက်ပိုင်းမကွေးတိုင်းမွန်ပြည်နယ်အပြင်ရှမ်းပြည်နယ်မြောက်ဘက်ဒေသတို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်24ရက်နေ့မှာလည်းချင်းပြည်နယ်တောင်တန်းတွေပေါ်နဲ့စကိုင်းတိုင်း မန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ EOD အထက်ပိုင်းရန်ကုန်တိုင်းအထက်ပိုင်းပဲခူးတိုင်းအထက်ပိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိတာကိုကြိုတင်တင်ဆက်ထားကြပါမယ်။25ရင်းနဲ့ရောက်တဲ့အခါမှာတော့ကျွန်တော်တိုင်းရဲ့ပြည်နယ်အနှံ့အပြားမှာနေရာစိတ်စိတ်မှာနေရာကွက်ကြမိုးရွာနိုင်ပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မကွေးတိုင်းနဲ့မန္တလေးတိုင်းစကြားမှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ချင်းတောင်တန်းမှာလည်းမိုးအများ များနိုင်ပါတယ်ဒီယာရီဥတုအခြေအနေကတော့ကျွန်တော်တို့စစ်ဘေးရှောင်လောက်သားပြည်သူတွေအတွက်အင်မတန်မှဒုက္ခများမဲ့အနေအထားရှိပါတယ်ယာရီဥတုကလည်းပို့ပြီးတော့အေးအဲ့ကြောင့်မလို့စစ်ဘေးရှောင်များအတွက်အထူး new site နိုင်ငံကိုတရင်းများဖြန့်ဝေပေးကြပါလာမယ့်26ရက်နေ့ရောက်တဲ့အခါမှာဗမာပြည်တစ်ခုလုံးမှာနေရအနှံ့ပြားမိုးရွာနိုင်ပြီးတော့မကွေးတိုင်းနေပြီးတော့မန္တလေးတိုင်းရှိပဲစကိုင်းတိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုး သီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိတဲ့တကြောင်မလို့ကျွန်တော်တို့ YouTube ကိုမျှဝေကြပါကိုသက်ထွေးနိုင် Telegram ကနေပြီးတော့အတန်ဖိုင် download လုပ်ပြီးတော့ internet မရှိတဲ့ဒေသတွေကမိတ်ဆွေတွေကိုဖြန့်ဝေခြင်းဖြင့်မေတ္တာဒါနလုပ်ကြဖို့ကျွန်တော်တို့နှိုးဆော်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်